မဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဆိုင်းကွန်နေပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြမယ့်ဟာဘာလဲဆိုတော့တိုက်ကနေလာတဲ့ဒူထဲမှာအဖွဲတိုက်ကနေလာပြီးတော့မှအဖွဲနှစ်ဖွဲရှိတယ်လူလူဒန်းစားနှစ်မျိုးပေါ့နော်လူဒန်းစားနှစ်မျိုးရှိတယ်အဲ့ဒါကဘာလဲဆိုတော့တိုက်နဲ့ connection ရပြီးတော့နော်အာရပြီးတော့မှခုနသားသမီးလေးကိုကဲတယ်ကဲတာပဲဖြစ်ဖြစ်အရေးကြုံရင်ကြုံတလို့မျိုးကိုကနေပြီးတော့မှလမ်းပြပေးတာပဲဖြစ်ဖြစ်တခုခုကူညီပေးတာပြောရမယ်ဆိုရင်တော့ဆရာပိုင်းနေပေါ့ နော်ဆရာပိုင်းနေဖြစ်တယ်အဲကျွန်တော်မျိုးကျွန်တော်လိုမျိုးလဲအဲ့လိုမျိုးအရေးကြုံကြုံတို့လိုမျိုးကျွန်တော်လည်းဆရာမဟုတ်ဘူးเนาะကျွန်တော်အရေးကြုံကြုံတို့လိုမျိုးကဲပြီးတော့မှလမ်းပြပေးတယ်လမ်းပြပေးတယ်ဆိုတာကျွန်တော်ကဆရာကြီးဆိုရင်ကုံကယ်ကြတာကျွန်တော်ကကုံမကယ်လူရွေးတာပေါ့เนาะကျွန်တော်ပုံကူလည်းပြောပါတယ်လူရွေးတဲ့ပုံစံမျိုးပေါ့အဲ့လိုမျိုးအာကဲတင်ကဲထိုက်တဲ့ပုံစံမျိုးပေါ့အဲ့လိုမျိုးသူမျိုးတွေနောက်တစ်ခုကဘာလဲဆိုတော့တိုက်ကနေလာပြီးတော့မှအခုဆိုကောင်းမှုတွေပြုပါမယ်တသနာတွေပြုပါမယ်ဘယ်ဖျားကိုပြင်ပေးပါမယ်ဘယ်လိုမျိုးတွေပြုလုပ်ပေးပါမယ်အဲ့လိုမျိုးလာခဲ့တဲ့သူမျိုးကိုကျွန်တော်အဲ့ဒီအကြောင်းကျွန်တော်အရင်ဆုံးပြောပြပေးမယ် เนาะအဲနှစ်မျိုးကပါနံပါတ်1နဲ့2ဆိုပြီးပြပြပေးနံပါတ်1ကတော့ခုနကျွန်တော်ပြောသလိုမျိုးအာအများသောအဖြစ်ကတော့ connection ရပြီးတော့မှအဲ့လိုမျိုးခုနဒါသမီးကိုကဲမယ်အာဂျိုးစီဘားကိုတနိုင်တလောက်ပြုလုပ်ပေးမယ်ကောင်းဂျိုးတွေထည့်အောင်လုပ်ပေးမယ်ဆိုတဲ့ပုံစံမျိုးအားတွေကဘယ်လိုလဲဆိုတော့သူတို့တွေက အာဒီပညာနဲ့ပတ်သက်ပြီးတော့မှတိုက်ပုတ်ကိုပဲဖြစ်ဖြစ်ဘယ်ဘယ်ပုတ်ကိုပဲဖြစ်ဖြစ်ပုတ်ကိုတူဦးနဲ့ connection ရပြီဆိုရင်ဘယ်အပိုင်းပဲဖြစ်ဖြစ်အိမ်ရောက်မလားအာပယောခစစ်မလားဘာညာကွာအဲ့လိုမျိုးကောင်းတဲ့ပုတ်ကိုပေါ့နော်တခုခုနဲ့ connection ရပြီဆိုရင်လုလုပေးနိုင်တဲ့အင်အားရှိကြတယ်အစွမ်းပကတိကတော့အဲ့ဒီပုတ်ကိုတွေနဲ့အဲ့ဒီပုတ်ကိုထက်ကိုယ့်ရဲ့စရဏတရားနဲ့ပဲဆိုင်တယ်ကိုယ့်ရဲ့စရဏတရားကြီးရင်အဲ့ဒီရဲ့ပုတ်ကိုကကိုယ့်ရဲ့ကိုယ့်အကြတဲ့တွေမြင်နေပေးတဲ့ပုတ်ကိုကအစင်းစင်းပုတ်ကိုကြီးတွေကိုသွားပြီးတော့မှချိတ်ဆက်ပေးနိုင်တယ်ပေါ့အဓိကကတော့နောက်ကပုတ်ကိုထက်ကိုယ့်ရဲ့စရဏ နာတရားကိုယ့်ရဲ့ကုတုကောင်းမှုနဲ့ကိုယ့်ရဲ့ပါရမီနဲ့ပဲစိုက်နာပေါ့အဓိကတော့အဲ့ဒါနံပါတ်၁ပေါ့အဲ့လိုမျိုးလူတွေကပါလဲဆိုတော့ခொနရသားသမီးရဲ့အကျိုးစီးပွားကိုထောင်ရရမယ်ဆိုတဲ့ဂတိတွေပါခဲ့တဲ့သူတွေလို့ကျွန်တော်တို့သတ်မှတ်နိုင်တယ်ရိုးရှင်းသုံးပြောရဲဆိုရင်တော့အဲ့လိုမျိုးသူမျိုးတွေကခொနရသားသမီးတွေအဓိဋ္ဌာန်လည်းဖြစ်ဖြစ်အာအဋ္ဌံ10ခုမှာဆိုရင်9ခု6ခုတခါတလေ4ခုတဝက်နီးနီးတဝက်တဝက်ကြောကြောအလားလောက်ကိုအောင်မြင်ကြတာများတယ်ခုနသားသမီးကိုအဋ္ဌံမဲဆိုရင်အစဉ်ကြေကြတာများတယ်ဒါပေမဲ့လို့ကိုကိုရန်အဋ္ဌံလိုက်တဲ့အခါမှာ မပြေဘူးကိုခွန်းလုတ်တဲ့အခါမှာအဆင်မပြေဘူးသူများကိုလုတ်ပေးတယ်ဆိုရင်တော့အဆင်ပြေတယ်ကိုလိုရင်လုတ်တယ်ဆိုရင်တော့အဆင်မပြေဘူးကိုဝါသနာပါရကိုသဘောကျရတဲ့အကုန်လုံးကိုစွန့်လွှတ်ရတဲ့အနေအထားမျိုးလေးတွေမှာသူတို့မှာရှိတယ်နောက်တစ်ခုကဘာလဲဆိုတော့ရုပ်သူတွေဆိုရင်အိမ်တောင်ကွဲပြီးတော့မှတည်ရတာတားသမီးတွေရပြီးတော့မှတည်ရတာเนาะအဲ့လိုမျိုးလေးတွေရှိတဲ့အနေအထားမျိုးတွေမှာဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုတော့ တို့တွေကအခက်ခဲတွေကြက်တဲတွေဖြစ်ပြီးတော့မှဒီနေရာကိုရောက်ရတဲ့ပုံစံမျိုးဒီနေရာကိုဖြစ်လာတယ်ဆိုတဲ့ပုံစံမျိုးတွေရှိတာပေါ့အခြားအာတည်ရမလားအချောင်ရလို့လှုပ်စားအဲ့လိုမျိုးပြောရဲဆိုရင်တော့ကျွန်တော်များပါပါပြီထားတော့ထားတော့အဲ့လိုမျိုးလေးတွေဆရာတွေဆိုရင်တော့အဲ့လိုမျိုးတွေနဲ့လာခဲ့ရတာများကြတာကိုအဲ့လိုမျိုးရှိတဲ့ပုံစံမျိုးတွေဖြစ်တယ်နော်နောက်တစ်ခုကဘာလဲဆိုတော့တို့က သူတို့အရန်ရင်းနှီးခဲ့ရတယ်အရန်ကမှအချိန်နှိပိတ်ဆက်ရတဲ့ပုံစံမျိုးတွေသူတို့ရှိတာပေါ့နော်ပုံကိုယ်တွေကလိုတဲ့ခါကျရင်သူတို့က connection ကနံပါတ်1ကနံပါတ်1ကလူတွေကနံပါတ်2ထက် connection ပိုရတယ်အာ အာကျွန်တော်ပြောတာမှားတယ်ဆိုရင်အခုဆရာတိုက်ဆရာပေါ့နော်ကျွန်တော်တိုက်ဆရာဆိုတော့တိုက်ဆရာပြမင်းကြည့်လိုက်ဆရာလေးဆိုင်ကုန်ဒီကကျွန်တော်တို့ကျမတို့ကိုအဲ့လိုမျိုးပြောတယ်ဟုတ်လားဆရာကျမတို့ကိုအဲ့လိုမျိုးလုပ်ရင်ဆရာတို့ကတော့ဆရာတို့ကိုယ်တိုင်အဲ့လိုမျိုးလုပ်တယ်ဆရာတို့ရဲ့ဝါသနာတွေဆွန့်လို့ရတယ်ဆရာဆရာမတွေဝါသနာတွေဆွန့်လို့ရတယ်ဆရာတို့ကိုယ်တိုင်အဲ့လိုမျိုးဒိတ်ထန်ထားရင်အဆင်မပြေဘူးဆိုတာဟုတ်လားဆိုရင်ဟုတ်တယ်လို့ပဲပြောကြမှာဆရာရောက်မှာ9ရောက်လောက်ပေါ့ဆရာလုံးလည်းပြောရင်လည်းပြောမှာပေါ့နော်ဘာလို့လဲဆိုတော့သူတို့ကဘာလို့လဲဆိုတော့တစ်ခုလိုရင်တစ်ခုကိုပေးဆက်ရတယ်ဒါတဘာဝတရားကြီးပဲ တစ်ခုကိုလူချင်းတစ်ခုကိုပေးဆက်ရတယ်နှစ်ခုလုံးကိုဟိုအဆင်ပြေလို့မရဘူးဒါပေမဲ့သူတို့တွေကပုံကိုယ်တွေရဲ့ချက်မြတ်နိုးမှုသူတို့တွေရဲ့တထာသူတို့တွေရဲ့တန့်စင်မှုနဲ့ဆိုရင်တပြေးပြေးရှင်းနဲ့တက်လာတဲ့ပုံကိုယ်တွေရဲ့ချစ်ခင်မှုနဲ့ဆိုရင်အောက်ကိုပြုတ်မကြတော့အောက်ကိုပြုတ်ချဖို့ဆိုတာအဆင်မပြေတော့ခိုင်မြဲပြီးတော့မှတပြေးပြေးနဲ့အပေါက်တက်လာတဲ့အချားဒီလိုမျိုးအားပေါ်သွားပြီးတော့မှပျောက်သွားတဲ့ပုံစံမျိုးတွေဟုံးဟုံးနဲ့တက်ပြီးတော့မှဘုံငနဲ့ကြောက်အဲ့လိုမျိုးတွေမရှိဘဲနဲ့ဆိုတော့ပြဆင်ချင်းတက်လာတဲ့ပုံစံမျိုးတွေဖြစ်တာပေါ့ပုံကိုယ်လေးဟိုကဖြစ်တယ်ဆိုရင်အဲ့လိုမျိုးတွေရှိတယ်နံပါတ်1ကနံပါတ်2လူတန်းသားတွေ ကြတော့ဘာလဲဆိုတော့အာသာသနာပြုပါမယ်ဘယ်လိုမျိုးလူတန်းပေးပါမယ်ဘယ်လိုကုသကောင်းမှုတွေပြုပေးပါမယ်ဘာမလုပ်ပါဘူးညာမလုပ်ပါဘူးအဲ့လိုမျိုးတွေဆိုရင်သူတို့က connection ကပုံကိုယ်ရရဲ့ connection ကနံပါတ်၁လောက်လူတွေလောက်မရတော့ဘူးအတခါတည်းစဉ်းစားအာဆရာလေးကျမ connection မရတော့ဘူးဆိုကိုယ်လည်းမလုပ်စားနိုင်တဲ့သူမှမဟုတ်တာအမြဲတမ်းရမှာမဟုတ်တော့ဘူး အမြဲတမ်းမရဘူးတခါတလေကိုယ်တိုက်ဆက်မှန်းသိအောင်အိမ်မက်နှမိတ်တွေပြရတယ်တိုက်ဆက်စစ်ပြီးသွားမှမပြတော့တဲ့ပုံစံမျိုးစားတိသွားပြီဆိုတော့မပြတော့မပြတော့လုံးဝမပြတာမဟုတ်ဘူးတစ်ချက်တစ်ချက်ဘေးအနေနဲ့ဖြစ်တာပဲလကောက်တခုခုထူးခြားခြားတွေဖြစ်မယ်ဆိုရင်တော့လာပြတဲ့ပုံစံမျိုးတွေရှိတယ်နော်ဒါပေမဲ့နမတ်တဲ့လူဒန်းစားလောက်တော့မပြဘူးအဲ့ဒါဆိုရင်နမတ်တဲ့လူဒန်းစားမှဆိုရင်ပုံကိုယ်တွေကအမြဲတမ်းရှိနေတာလားဆိုတော့မဟုတ်ဘူးအဲ့ဒါဆိုရင်ခုနှစ်ရက်ကျွန်တော်အဲ့လိုမျိုးတော့ပြောရဲတယ်ကျွန်တော်လည်းပုံကိုယ်လည်းမရှိဘူးဘာလို့ဆိုတော့ခုနှစ်ရက်မှဆိုရင် နှစ်ရက်သုံးရက်အဲနှစ်ရက်သုံးရက်တောင်မှရှာရှာတစ်ခါတလေတရက်တလလုံးမှနှစ်နှစ်နှစ်ခါအဲ့လိုမျိုးပဲလာကြရတာများတယ်တစ်ပတ်လုံးမှတစ်ပတ်လုံးမလာဘူးအဲ့လိုမျိုးလာရဲဆိုတော့အရန်ဟိုမှာလူဝဲလဲပြီးတော့မှအရန်ကိုကြင်ကြင်အားထုတ်ပြီးတော့မှဒီလန်းကိုမလိုက်စားဘဲနဲ့အရှာပညာတွေနဲ့အဲ့လိုမျိုးပဲဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်ကျွန်တော်တို့ဒီလိုမျိုးပုံကူတွေဆိုရင်အများနဲ့မလာနိုင်ဘူးဒါကတော့အမှန်တရားပဲအဲ့လိုမျိုးအဲ့ဒါဆိုရင်တို့တော့မှအများနဲ့မလာနိုင်ဘူးဆိုရင်နံပါတ်1က အဲ့လောက်ကြီး connection မရတဲ့ခါကျရင်စိတ်မပူနဲ့စိတ်မညစ်နဲ့အရှာ con အရှာလိုမျိုးအကိုကပြက်တန်လောက်ထားတာပဲဖြစ်ဖြစ်သူတို့မကြက်ကြက်လောက်ထားလို့မဆက်တတာပဲဖြစ်ဖြစ်တိုက်တကားပိတ်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးလည်းရှိကောင်းရှိနိုင်မှာပေါ့ထားပါအဲ့လောက်ပြောရင်ရမ်းများွားပြီးတော့ရှုပ်သွားမှာဆိုလို့ နံပါတ်1ကအယောရှင်းဆုံးတွေးမယ်ဆိုရင်နံပါတ်1ကနံပါတ်1လောက် connection မရဘူးဒါပေမဲ့တို့သူတို့ကကိုယ်တိုင်ကိုကြအတိတ်ထံလို့ရတယ်အတိတ်ထံလို့ပြီးဆိုရင်အောင်မြင်ကြတာများတယ်ပို့ပြီးတော့မှထိရောက်ကြတာများတယ်တိုင်တန်းနေမှာသွားပြီးတော့မှလုပ်တယ်ဆိုရင်ပို့ပြီးတော့မှနံပါတ်1တည်းအဆင်ပြေကြတာများတယ်နံပါတ်1လောက်တော့မဟုတ်ဘူးပို့ပြီးတော့မှအဆင်ပြေကြတာများတယ်ပို့ပြီးတော့မှနှစ်ခုချင်းရှင်နေဆိုရင်တို့တွေကပို့ပြီးတော့မှတက်တဲ့တည်တဲ့ကိုသဘောကြရအောင်နံပါတ်1တည်းတဲ့ပို့ပြီးတော့မှလုပ်လို့ရတယ်ပို့ပြီးတော့မှလုပ်လို့ရပြီမယ်လို့ဝိုးလုံးမျိုးကြီးလောက်ခိုင်းတာမဟုတ်ဘူးเนาะ तू က ဒုက္ခကိုးဆိုရင် तू ကကိုးတရမရှစ်တရမကိုးပေါ့တက်လောက်တော့ရောတယ်ပေါ့နော်အဲ့လောက်ပဲရောတယ်အဲ့လိုပုံစံမျိုးနံပါတ်7တွေကြတော့ပုံကိုယ်တွေအဆက်နဲ့ကောင်းတယ်နံပါတ်1တွေကပါလဲဆိုတော့သူတို့တွေကတိုက်သိပ်ပေါ်ကအိမ်တောင်နေချစ်သူကြီးစားတွေအာဘာညာတရကာနေကြကွာစီအဲ့လိုမျိုးတွေအယံကုန်မှပလူပလဲလောက်တာတွေရောအယံကုန်မှအာယုံတော့တာတွေရောအယံဖြတ်တတ်တယ်နံပါတ်1ကမဖြစ်ဘူးလားဆိုတော့သူတို့လည်းနည်းနည်းပါးပါးတိတော့တိတ်မဖြစ်တော့အာဘာဖြစ်ရင်ဘာလို့မလဲဆိုတော့တိတ်တော့မဖြစ်ဘူးနံပါတ်1တွေကအဲ့ဒါခံရတယ် အဲ့လိုမျိုးတွေဖြစ်တယ်။နှစ်ယောက်လုံးကတော့အခြေရေတော့ကံမကောင်းဘူးပေါ့။ဒါပေမဲ့နံပါတ်၁ဖြစ်မဲ့သူတွေကတော့ပို့ပြီးတော့မှဆိုးတာပေါ့နော်။အဲ့လိုမျိုးလေးတွေရှိရဲဆိုတာပြောပြတာ။ပုံကိုယ်တွေကတတ်မှတ်ပြီးတော့မှချရဲဆိုတဲ့ပုံစံမျိုးအဲ့လိုမျိုးတစ်ခုလိုချင်တစ်ခုပေးဆက်ရတဲ့ပုံစံမျိုးနားလည်မလို့ထင်ပါတယ်။ကျွန်တော်လည်းရင်မောပါတယ်ပေါ့နော်။အေးရှင်းပြရတာနားလည်တာတော့မသိဘူး။ကျွန်တော်လည်းနားလည်တယ်လို့ပြန်ပြီးတော့မှရှင်းပြတာ။နားမလည်ဘူးဆိုရင်လည်းနားမလည်တဲ့အကြောင်းပြော။နားလည်တယ်ဆိုတဲ့နားလည်တဲ့အကြောင်းပြော။ချိုးကြတော့ညံကောင်းတဲ့သူတွေရတဲ့ကျွန်တော်ဆရာပြောတယ်တလားညံကောင်းတဲ့သူတွေရတဲ့အရှိကြီးရှင်းပြမရှင်းပြဘယ်နဲ့တန်းပြီးရှင်းပြရင်နားလေတယ် ကျွန်တော်ညံမကောင်းတဲ့သူလားမသိအရှိန်ရှင်းပြလဲနားလိုက်ချိန်မှာနားလဲတာအဲကိုနားလိုက်ပြီဆိုလဲနန်းနေလောက်ရှင်းပြလဲနားလဲတယ်လဲလားမလဲလားတော့မသိဘူးတဘောပေါက်လားမပေါက်လားလို့မသိဘူးကျွန်တော်တို့ရှင်းပြလိုက်ပြီနားမလဲနားမလဲဘူးဆိုတဲ့အပိုင်းကိုပြောအခြားသိတဲ့အကြောင်းကိုပြောနားလဲဆိုလဲလဲပါလေလို့ပြောပြပါကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးချစ်ပါတယ်